ဝလင်းကထိုလက်နက်ကဘယ်ရလာတယ်ဘာလဲဆိုတာတော့မသိပါဘူးဒိုးဝရင်သူကစမ်းကျဲတဲ့လီဟာနဲ့တကားရဲ့စွန်းရင်ကအလွန်ရှားပါးတဲ့ဆိုတာကိုပဲသတိပြုမိပါတယ်ကျဉ့်ညံ့သူတယောက်ကသူ့ရဲ့ဘဝမှာတကြိမ်ပဲတွေ့ကြုံနိုင်ဖွယ်ရှိပါတယ်ထိုရာပြောက်ွယ်သွားတဲ့နောက်ထပ်အခွင့်အရာဘယ်တော့မှရှိမှာမဟုတ်တော့ပါဘူးထိုအချိန်ကယတနာတွေဦးနောက်ပြည့်ပြည့်နိုင်ပါတယ်ထိုရာကိုအနှစ်သာရယတနာတွေဖွဲ့စည်းနိုင်နေဆိုတဲ့အချက်ကနေမြင်နိုင်ပါတယ် ီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်။သူကခေါင်းမောလိုက်ပါတယ်ဝဲကရက်ကပျောက်ကွယ်သွားတော့မယ့်အချိန်မှာဝန်လင်းကအဲ့ဒါကိုလညွန်းနဲ့ထိုးလိုက်ပါတယ်။သူကသူ့ရဲ့စိတ်ဝိညာဉ်လေးဟာနဲ့အလေအလတ်ဆင်းကျင့်ကြံမှုနဲ့ရက်တန့်ဒီပညာကိုသုံးပြီးတည်ငြိမ်တဲ့ဟိန်းဟောက်တန်ကိုပြုလိုက်ပါတယ်။ရက်ဝန်လင်းကတတိယအဆင့်ကိုရောက်ပြီးရတော့ရက်တန့်ဒီပညာကိုနားလေသောပေါက်ခဲ့တာပါ။ထိုးရခန္ဓာကိုယ်ပဲရက်တန့်စီတာမဟုတ်ပါဘူး။လောကကြီးထဲကအရာအလုံးကိုရက်တန့်နိုင်စွမ်းရှိပါလေ။စကားတစ်ခုနဲ့ဝဲကရက်ထဲကမိုးချိမ့်တယ်လို့တချိန်ချင်းမိတန်ထွက်လာပါတယ်။ ထိုးတချင်းချင်းမိတန်နေရပုံဝင်ချင်းရကျဉ်ကျန်သူတွေအတွက်ဒေါသတကြီးဟိဟောက်တန်နေလို့ပဲရှေးကာလာတွေထဲကကျဉ်ကျန်သူအလုံးကလေခါနဲ့တကားကိုယူတည်လေးစားကြပါတယ်အရင်ကတစိမ့်ခက်နဲ့ပဲအရှင်သခင်ကလည်းအတူတူပါပဲဝင်လင်းတယောက်ထဲကသာလေခါနဲ့တကားကနေလာတဲ့ဝဲကြီးရဲ့ပုံမှာရတက်နီးပညာကိုတုံးရဲမှာပါအိမ်မက်တောက်ကိုမတိုင်ခင်ရတာဆိုရင်ဝင်လင်းကဒီလိုလုံးမှမဟုတ်ပြင်မဲ့အိမ်မက်တောက်ကိုပြီးတဲ့နောက်သူကမဟာပညာရှင်တယောက်ရဲ့အရှင်ဟောကိုပိုင်ဆိုင်နေပါပြီသူကလောကကြီးရဲ့အမှန်တရားကိုနားလေသိုးပေါက်ခဲ့ပြီး ကောင်းကင်နဲ့မြေကြီးတက်ရှိအားလုံးကိုပျော်စိတ်တွေလိုပဲမြင်နိုင်ခဲ့ပါလေ ထိုရာမာနထောင်သွားတာမဟုတ်ပဲဒန်တူညီမျှမှုပါထိုလောကကြီးထဲမှာတီရှိသည်ဖြစ်စေမတီရှိသည်ဖြစ်စေအရေးမကြီးပါဘူးသူကရိုသေလေးစားမှုကိုမခံစားရပါဘူးသူ့မှာရှိတာကရေလိုတင်ငိမ့်တဲ့အချီတွေပါစကားတခုနဲ့သူကလောကကြီးကိုရတန်လိုက်ပါလေအီယာမဝဲကက်ကြီးကတချိန်ချင်းမိနေပေမဲ့ရတန်ချိန်ဤပညာအစွမ်းထက်ပေမဲ့အရာအလုံးကိုတနိုင်တာတော့မဟုတ်သေးပါဘူးဝဲကက်ကခဏလေးပဲရတန်သွားပြီပြူကြတော့မဲ့လက္ခဏာကိုပြသလာပါလေဝန်လင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးရှေ့ကိုခြင်လန်းလိုက်ပါလေသူကသူ့ရဲ့ညာဘက်ကိုဝဲကက်စီကိုလှမ်းလိုက်ပြီး ဝင်ရလိုက်ပါတယ်သူကအစွမ်းထက်တဲ့ဆွေယူအားတစ်ခုကိုဖန်တီးပြီးမူလာသူ့အတွက်မဟုတ်တဲ့လီဟာနဲ့တကားဆွမ်းရင်အများကြီးကိုဆွဲထုတ်လိုက်ပါတယ်ဝဲကရက်ထဲကဂျင်းချင်းမီဟိန်တန်ဟာပို့ပြီးတော့ပြင်းထန်လာပါတယ်သူ့ရဲ့ဒေါသတကြီးဟင်းရောက်တန်ဟာဝန်လင်းရဲ့လှုပ်ရက်တွေအပေါ်မကျေနပ်မှုကိုပြသနေသလိုပါပဲဒိုဝါရင်ဝန်လင်းကတော့ဂျူးမဆိုင်ပါဘူးသူကလီဟာနဲ့တကားရဲ့ဆွမ်းရင်ကိုပို့ဆွဲထုတ်ရင်သူ့ရဲ့ဖြစ်စည်းခံခဲ့ရတဲ့နဖျားသက်စည်းရထားရဲ့အကျဉ်းချံဖြစ်တဲ့အလင်းဆက်ကိုထုတ်ယူလိုက်ပါတယ် ထိုနှစ်ဖျားသက်စစ်ရထားဝန်လီနဲ့တာအိုပညာရှင်ရဲ့ပထမတိုက်ပွဲမှာဖျက်ဆီးခံခဲ့ရတာပါ။ထိုရာဖျက်ဆီးခံရတော့မှသူ့အပေါ်မှာနောက်ထပ်တစ်စိတ်တစ်ခုကကြံနေသေးပေမဲ့တာအိုပညာရှင်ရဲ့အန်အသင်းစီပြီးဒဏ်ရစီဘူကလုံလောက်ခဲ့ပါလေ။ထိုရတနာရဲ့စွမ်းအားကထူးခြားလုံးပါလေ။ထူရတနာရဲ့စွမ်းအားကထူးခြားလုံးပါလေထူရောမိုးကောင်းကင်ဘုံနယ်ပယ်ရဲ့မြင့်မြတ်သောရွှံပေါ်ကပြုလုပ်ခဲ့တာပါ ဒူဝရင်နဖျားသက်စည့်ရထားလို့အမိပေးထားပြီးအလုံမအစွမ်းထက်ပါလေဝင်လင်းကအဲ့ဒါကြောင့်အန်ရီပေါင်းများစွာကနေလွတ်မြောက်ခဲ့ရပါတယ်ဝင်လင်းကစမ်းချဲ့တဲ့လီဟာနယ်တကားရဲ့စွန်းကအဲ့ဒါကိုပြုပြနိုင်မလားဆိုတာကြည့်ဖို့နဖျားသက်စည့်ရထားရဲ့အကျဉ်းချုပ်ကိုထုတ်ယူခဲ့တာပါထိုးရောက်တကယ်သာပြုပြနိုင်ခင်ဝင်လင်းမှာပြုပြင်ချင်တဲ့အခြားယတနာတွေအများကြီးရရှိနေပါသေးတယ်အလင်းစက်ကိုထုတ်ယူလိုက်တာနဲ့အစုံမဲ့လီဟာနယ်တကားစွန်းကြီးနေရာတိုးဝင်လာပြီးအလင်းစက်လီယာဆုပ်ယူလိုက်ပါတယ်မကြခင်မှာပဲအလင်းစက်လီယာတောက်ပတဲ့အလင်းရောင်ကိုထုတ်လွှတ်လိုက်ပါတယ်ဝင်လင်းရဲ့မျက်လုံးတွေကချင်းမြောင်းသွားပြီး မဖုံးခွဲနိုင်တဲ့စိတ်လှုပ်ရှားမှုကိုထုတ်ဖော်ပြသလိုက်ပါတယ်။သူကသူ့ရဲ့ခမန်းချက်အမှန်ကန်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။ထိုစတန်းချက်ရဲ့လီဟာနဲ့တကားရဲ့စွန့်ရင်ကရတနာတွေကိုတကယ်ုံမှပြပြနိုင်တာပါ။အသက်ရှူချိန်အနေငယ်အတွင်းမှာအလင်းဇက်လီကလီဟာနဲ့တကားစွန့်ရင်အမြောက်အများကိုဆွဲယူလိုက်ပါတယ်။အလင်းဇက်လီကတဖြည်းဖြည်းနဲ့ပိုးရင်တစ်ခုဖြစ်လာပြီးနူးညံ့တဲ့အလင်းရောင်ကိုထုတ်လွှတ်လိုက်ပါတယ်။ပိုးရင်ဖွဲ့စည်းဖြစ်ပေါ်လာတဲ့အခါထိုရာလီဟာနဲ့တကားရဲ့စွန့်ရင်ကိုပို့ပြီးဆွဲယူပါတယ်။ လီဟာနဲ့တခါရဲ့စွန်းရင်အာလုံးဒီပါကုံသွားတဲ့အခါတဖြောင်းဖြောင်းမိတန်တွေကပဲ့တင်ထလာပါလေအကွဲเจ้าနေရပိုးရင်ပေါ်မှာပေါ်လာပြီးအယောင်ခုနှစ်မျိုးလိပ်ပြတကောင်ကအတွင်းရနေဖောက်ထွက်လာပါလေအယောင်ခုနှစ်မျိုးပါတဲ့အမှုတ်လိုင်းတွေကလိပ်ပြရဲ့အတောင်ပန်းကြီးချဆင်းလာပါလေထိုးရဝလင်းရဲ့ပလင်မှာကောက်ခုန်နေပြီးသူ့ရဲ့အတောင်ပန်းခပ်ပုံကသူ့ရဲ့အဆုံးမရှိပျော်ရွှင်မှုနဲ့တန်ယုံစင်းကိုပြသနေပါလေအဆုံးမှာတော့လိပ်ပြလေးကဝလင်းရဲ့ပခုံးမှာနားလိုက်ပြီးမလုံးမြဲနဲ့หนีလိုက်ပါလေဝလင်းကရင်မောစပြုလာပါလေသူကလိပ်ပြကိုအကြည့်ပြီးနဖျားသက်စစ်ရထားနဲ့သူ့ရဲ့အတွေ့အကြုံတွေကိုပြန်သတိရလိုက်ပါ ါတယ်သူကလိပ်ပြောက်နောက်တစ်ချိန်ပြန်တွေ့ရမယ်လို့မမျှော်လင့်ခဲ့ပါဘူးထိုလိပ်ပြာကနဖျားသက်စည်ရထားရဲ့ဝိညာဉ်မှာဘလောက်ပဲခက်ခဲပါစေငါလီဟာနဲ့တကားရဲ့ဇွမ်းကိုယူမယ်နဖျားသက်စည်ရထားကိုပြန်လဲပြုပြင်နိုင်တဲ့အတွက်ကြောင့်ငါနောက်ထပ်ယတနာတစ်ခုကိုထုတ်ယူမယ်အရာကိုဒါပြန်လဲပြုပြင်နိုင်ခဲ့ငါမှ နောက်ထပ်အရန်ကိုအစွမ်းထက်တဲ့အတက်ကဲနီးပညာရှိလာမှာ ဝန်လင်းရဲ့မျက်လုံးကစိတ်လွှမ်းရှားမှုနဲ့ပြင်းထန်နေပါတယ်။သူကသူ့ရဲ့ညာဘက်လက်ကိုဝင်ရင်လိုက်တော့သူ့ရဲ့တလွန်နေရာထဲကတခုကပြန်ထွက်လာပါတယ်။ထိုးရာဒိုင်းတစ်ခုရဲ့အပိုင်းစားပါအစိတ်ပိုင်းကမှိန်ဖြိုးတဲ့အစိမ်းရောက်အလင်းကိုထွက်လွတ်နေပြီးထိုးရာအချိန်မီပြောက်ကွယ်သွားနိုင်သလိုပါပဲ။အစိတ်ပိုင်းကပေါ်လာချိန်မှာဝန်လင်းကဆွဲထုတ်ခဲ့တဲ့လေဟာနယ်တကားရဲ့ဇွန်းရင်ကအဲ့ဒီပုံမှာစူးစီးလာပါတယ်။အစိတ်ပိုင်းကနေထွက်တဲ့မှိန်ဖြိုးတဲ့အစိမ်းရောက်အလင်းကရုတ်တရက်အသက်ဝင်နေသလိုတောက်ပလာပါတယ်။ထိုးရာတော့အပြောင်းအတိုင်းဝန်လင်းကသူ့ရဲ့အစောပိုင်းနှစ်တွေမှာရရှိခဲ့တဲ့ယတနာတစ်ခုပါ။ထိုးရာနဆိုး ဦးညင်မိမာတို့ကသူ့ရဲ့အပြင်းထန်ဆုံးသောဆွမ်းအားကိုပြသခဲ့ပါတယ်အလုံးစုံမြင်ရှိသူဖြစ်ဖြစ်ရှေးအောင်မိစားပဲဖြစ်ဖြစ်သူတို့အားလုံးကအဲ့ဒီရှိမှထိတ်လန့်ခဲ့ကြပါတယ်ဝယ်လင်းရဲ့အိမ်တုံးကချင်းချက်မှုအစင်းနဲ့ဆိုရင်ထိုးရတုံလို့စရာကောင်းနေခဲ့ပါပြီအခုသာအဲ့ဒါကိုပြပြနိုင်ခင်းရင်ပြီးတော့လီဟာနဲ့တကားရဲ့ဇွမ်းအိမ်နဲ့ဝယ်လင်းရဲ့ချင်းချက်မှုပါပေါင်းထည့်လိုက်ရင် သူ့ရဲ့စွမ်းကတုံလို့စရာကောင်းနေလုံးမှာပါထိုယတနာရဲ့အစွမ်းထက်ဆုံးသောအရာသူ့ရဲ့ကာဝေးရေးမဟုတ်ပဲအတွင်းမှာပါဝင်နေတဲ့ဤပညာပါထိုဤပညာကိုရှင်းအောင်ကာလာအိမ်မက်လို့ခေါ်ပါတယ်အစိမ်းရောက်အစိတ်ပိုင်းဟာလီဟာနဲ့တကားရဲ့စွမ်းအင်းကိုဆက်လက်ဆုပ်ယူနေရတယ်သူ့ရဲ့အစွမ်းနေရာလှည့်မြန်စွာနဲ့ရွှေ့လျားပြီးသူ့ရဲ့ပုံတံကိုပြန်လည်ပြပြနေပါတယ်ဒိုးပါရင်လီဟာနဲ့တကားကနေရတဲ့စွမ်းအင်းကအများကြီးမကြံတော့ပါဘူးလီဟာနဲ့တကားရဲ့စွမ်းအင်းကယုံနေလာပြီးဝဲကရက်ကပြက်ကွက်သွားတော့မှအမြင်တော့ဝင်လင်းကညာလက်ကိုမြှောက်လိုက်ပါတယ်အနှစ်သာရဒါ6စင်ရအဝဲကရက်စီကိုပြန်သွားပြီး ်ကျောင်းဝန်းဖွဲ့ကတယောက်မှုကိုဖန်တီးလိုက်ပါတယ်ထိုရာတွေကဝန်လင်းရဲ့အနှစ်သာရအနေ ဖွဲ့စည်းထားတဲ့ယတနာတွေပါ သူတို့စီကတိုက်ခိုက်မှုတိုင်းကတတိယအစီချင်းချင်းသူတရားဝဲအပြေးဝါတိုက်ခိုက်မှုပါပဲကြိမ်းကြိမ်းမီဟိန်းတန်နေရပက်တင်ထက်သွားတဲ့ဝဲကြီးကပုံပြတ်သွားပါတယ်ဝင်လင်းကပါဇက်ကိုဖွင့်ပြီးရှူသွင်းလိုက်ပါတယ်သူရဲ့ဝိညာဉ်ဟာဝိညာဉ်ဝါမျိုးသူဖြစ်တဲ့ဆိုတဲ့အချက်ကိုအသုံးချပြီးသူကသူ့အတွက်မဟုတ်တဲ့လီဟာနဲ့တကားရဲ့စွန်းရင်အများကြီးကိုဆုပ်ယူလိုက်ပါတယ်လီဟာနဲ့တကားရဲ့စွန်းရင်ကိုဆွဲထုတ်လိုက်တာနဲ့အပြန်အတိုင်းကလုံလောင်းကိုဆုပ်ယူပြီးသူ့ရဲ့မူလပုံတံတန်းကိုပြန်လည်ရရှိသွားပါတယ်စိတ်လုံရှားစွာနဲ့ပဲဝင်လင်းကညာလက်ကိုဝင်ရလိုက်တော့ရှေးအောင်နှဖျားလက်အိတ်ကပေါ်လာခဲ့ပါတယ်ထိုးရချက်ရှိနေတဲ့ လီဟာနဲ့တကားစွန်းကိုဆုပ်ယူပြီးတဲ့နောက်မှာထိုရားလည်းပြန်လဲကောင်းမွန်လာပါတယ်ရေမောကြီးနဲ့ဝလင်းကညာဘက်လက်ကိုမြောက်ပြီးဝဲကြီးကိုလက်တီးနဲ့ထိုးလိုက်ပါတယ်တချင်းချင်းမိဟိန်တန်နေရပဲ့တင်ထက်သွားရတယ်ဝဲကြီးကပြုတ်ကွဲသွားပြီမြေပေါ်ပြလို့မရတော့အစွမ်းထက်တဲ့စိတ်ဆာနာပြုတ်ကွဲသွားတဲ့ဝဲကြီးကနေထွက်လာပါတယ်ထိုစိတ်ဆာနာအလုံးမင်းကိုအစွမ်းထက်ပြီမြေဝလင်းကလွယ်ပြီးဘသူကမှမသိရှိနိုင်ပါဘူးဝလင်းကထိုစိတ်ဆာနာကိုလောကကြီးကဖန်တီးတော့မွေးဖွားလာတဲ့ပထမအုပ်စိုးဝိညာဉ်လိုခံစားမိပါတယ်အတွင်းနဲ့ပင်နဲ့အပြင်နဲ့ပင်ရအရာအလုံးကထိုစိတ်ဆာနာကနေမွေးဖွား လာတယ်လို့ပါပဲအရင်အားသာဆိုရင်ဝလင်ကထိတ်လန့်နေကြတဲ့နောက်ဆုံးသွားမှာပါဒိုဘာရင်ထိုးချိန်မှာမဟာပညာရှင်တယောက်ရဲ့အစွမ်းထက်တဲ့အချိန်ဟာသူ့ရဲ့ခန္ဓာကနေပေါက်ကွဲထွက်လာပါတယ်သူကကောင်းကင်နဲ့မြေကြီးကိုပျော်စိတ်တယ်လို့မြင်နေတာပါဒီတော့ထိုးစိတ်ဆာနာကိုသူကဘလို့လုပ်ပြီးတော့ရှုံးလိုက်ပါတယ်ဒီနေ့ငါမင်းရဲ့လီဟာနဲ့တကားဆွင်းကိုချင်းကားခဲ့တယ်အနာဂတ်မှာမင်းကိုတေချာဖို့ပြန်ဆက်မယ်ဝလင်ရဲ့အတန်ရုတ်တရက်ပြင်ထထသွားပါလေသူ့ရဲ့ခန္ဓာအတွင်းမှာကောင်းကင်စန့်ကျင်ပရိစီယရုတ်တရက်လှူရှားလာပါလေ ပြုတ်ကွဲသွားတဲ့ဝဲကြက်ထဲကနေစိတ်ဆာနာထွက်ပေါ်လာပြီးဝင်လင်းရဲ့အချိန်ကောင်နဲ့တိုက်မိသွားပါတယ်။ထိုအရာဝင်လင်းရဲ့မျက်နှာကိုအနေငယ်ဖြောက်သွားစေပေမဲ့သူကနောက်ကိုတလမ်းမှမဆုပ်ခဲ့ပါဘူး။သူကမမရက်ပြီးဝဲကြက်ကိုစိုက်ကြည့်နေခဲ့ပါတယ်။ဝဲကြက်ထဲကစိတ်ဆာနာမှာတိုက်ခိုက်နိုင်စွမ်းမရှိပေမဲ့ဖိနှိပ်နိုင်တဲ့စွမ်းအားကတော့ရှိနေပါတယ်။ထိုဖိအားဟုတ်တာမနာခံဘူးဆိုရင်ခန္ဓာကိုယ်စိတ်နဲ့တာကိုအလုံးကပြုတ်ကွဲပြတ်စီးသွားမှာပါ။သူကလည်းထိုဖိအားဝင်လင်းကိုမဖိနှိပ်နိုင်ခဲ့ပါဘူး။ဝင်လင်းရဲ့မဟာပညာရှင်တယောက်လိုအချိန်ကောင်ကောင်းကင်နဲ့မြေကြီးကိုပျော်စိတ်တယ်လို့မြင်ပြီးအရာအလုံးကို န်းတူညီစွာရှုမြင်ပါလေအကျိုးစမ်းအနေနဲ့ဝလင်းကအိတ်စိတ်ဆာနာကိုတိုက်ရရင်ဆိုင်လိုက်ပါလေထိုးချိန်မှာဝလင်းရဲ့စိတ်ထဲကကောင်းကင်စန်းကျင်ပဒေးစရာနိုးထလာတယ်လို့လဲပတ်လာပါလေထိုးရအဲ့ဒီစိတ်ဆာနာကိုမမောစွာနဲ့ဆွေးယူနေပါလေအဲ့ဒီစိတ်ဆာနာကဝလင်းကိုအနေငယ်ထိတွေ့ပြီးတဲ့နောက်ချက်ချင်းပဲပြန်ဆုတ်ခွာသွားပါလေသူကပြန်ဆုတ်ခွာသွားချိန်မှာကောင်းကင်စန်းကျင်ပဒေးစရာလည်းလဲပတ်လာရတန်းလိုက်ပါလေစိတ်ဆာနာကပြန်လဲဆုတ်ခွာသွားချိန်မှာဝလင်းရဲ့နားထဲမှာခက်ဖျော့ဖျော့ရှေးကြတဲ့အတန်တစ်ခုကပဲ့နေထလာပါလေအကြောအလုံးငါဖန်တီးခဲ့တော့ မင်းရဲ့ပြန်လဲပေးဆက်မှုကိုငါတို့ကစောင့်ဆိုင်နေတယ်အတန်ပြောက်ွက်သွားတဲ့အခါဝဲကြက်ထဲကနေပုံမူကြီးမားတဲ့ဆွမ်းအင်ကထွက်လာပြီးရှေးအောင်နှဖျားလက်ဤထဲကိုဝင်သွားပါလေထိုရာလက်ကိုလှိမ့်ပြန်စွာနဲ့ပြန်ကောင်းလာစေပါလေဝဲလင်းကသူ့ရဲ့ညာဘက်လက်ကိုမြှောက်ပြီးတူတော်နေရာနေစုပ်ပြဲနေတဲ့အလံတစ်ခုကိုထုတ်ယူလိုက်ပါလေကောင်းကင်စန်းကျင်ပရေးစရာလွယ်လို့ထိုရာဝဲလင်းရရှိဘူးသမျှထဲမှာအတိတ်ပဲအရှိဆုံးသောယတနာပါ ထိုရာတော့ဝိညာဉ်တပိလျံအလံမှာထိုလံကိုသူ့ရဲ့အစောပိုင်းနှစ်တွေမှာတွန်ထင်းအားပေးခဲ့တာဖြစ်ပြီးသူကအစိတ်ပိုင်းတစ်ခုကို73ကိုပေးခဲ့ပါတယ်အခုအချိန်မှာတော့သူ့စီမှာစုပ်ပြဲနေတဲ့အလံပဲကျန်တော့ပေမဲ့လီဟာနဲ့တကားရဲ့စွန့်ရင်းနေရာဝင်ရောက်လာတဲ့အခါဝိညာဉ်တပိလျံအလံကအစွမ်းထက်တဲ့အချိန်ကိုထွက်လွတ်လိုက်ပါတယ်ဝိညာဉ်တပိလျံကိုပြန်လည်ပြပြပြီးတဲ့နောက်မှာလီဟာနဲ့တကားရဲ့စွန့်ကကမ္ဘာလောကကြီးကနေလှိမ့်မြန်စွာနဲ့ပြောက်ွက်သွားပါတယ်လီဟာနဲ့တကားဝဲကရက်ကနေပြောက်ွက်သွားပါတယ်ဝင်လင်းကသူ့ရဲ့ဆန်ဖြူတွေလီထဲမှာလွင့်နေရင်အဲ့မှာရက်နေပါတယ်သူ့ရဲ့ဘယ်ဘက်မျက်လုံးမှာ kami ညာဘက်မျက်လုံးမှာမိုးချိုးတွေအားပေါဝင်နေပြီးသူ့ရဲ့မျက်ခုံးချောင်းမှာတော့ရှေးအောင်နှဖျားချဲ့တွေအပြင်ဒေါင်လိုက်အမှတ်သား၃ခုဟာရှိနေပါတယ်အဲ့ဒီအမှတ်သား၃ခုဟာအလဲမှာကန်ချမှာဘယ်ဘက်မှာတည်ချင်းရှင်ချင်းညာဘက်မှာစစ်မှန်ချင်းနဲ့မှောက်ရင်းချင်းမှာတက်ဖြတ်ချင်းအနှစ်သာရကတော့သူ့ရဲ့ဝိညာဉ်ထဲမှာပေါင်းဆက်သွားခဲ့ပါတယ်တတိယအဆင့်မှာသူကတကယ်လို့ပဲစိတ်ဝိညာဉ်လေးဟာနဲ့အဆင့်ကိုရောက်ရှိသွားပါပြီတတိယအဆင့်ကြီးညက်သူဖြစ်လာခဲ့ပါပြီသူကမျက်လုံးကိုမှိတ်ပြီးခန္ဓာကိုယ်ကိုတိတ်တဆိတ်နဲ့စစ်ဆေးကြည့်ရှုလိုက်ပါတယ်အချိန်တော်ကြာပြီးရဲ့နောက်သူကမျက်လုံးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ညာဘက်လက်ထဲမှာထူ စားတဲ့အမှတ်သားပေါ်လာတာကိုတွေ့လိုက်ရပါတယ်။သူကထိုအမှတ်သားကိုမစိမ့်ပါဘူး။ထိုရာသူဖြိုခဲဖွင့်လင်းခဲ့တဲ့စက်ထမမြောက်တကားလီဟာနဲ့အယိုးတောင်တကားပါ။လီဟာနဲ့အယိုးတောင်တကားဝန်လင်းရဲ့ညာဘက်လက်ဖွားထဲမှာတက်တူးတစ်ခုလိုဖြစ်နေပြီးတဖြည်းဖြည်းနဲ့နှဆိုင်တဲ့အမှတ်သားတစ်ခုဖြစ်လာပါလေ အောင်ငုတ်ကြည့်လိုက်တော့ထောင်ထဲထိတဲ့ချင်းညံ့သူတွေဟာဟင်းသားဗဒါချူဝါနဲ့တဖြည်းဖြည်းနဲ့ပြန်ထွက်လာကြပါတယ်။အရှင်သခင်တောင်ပိုင်းတိုင်စစ်ထူနန်နဲ့အခြားလူတွေဟာဝန်လင်းကိုကြိုဆိုဖို့အတွက်ရှေ့ကနေပြန်တန်းလာကြပါတယ်။အရှင်သခင်တောင်ပိုင်းတိုင်တယောက်ကပဲအနေငယ်စိုးရိမ်နေပုံရပါတယ်။သူကအဝေးရတုံးကြီးနဲ့တချင်းချင်းမိတန်ကိုကြည့်ရင်သူ့ရဲ့စိတ်ထဲမှာထင်မြင်ချက်တစ်ခုကဖြစ်လာပါတယ်။ထိုးချိန်မှာပဲအဝေးရနေ တိုးကြီးနဲ့တချင်းချင်းမိတန်တွေကပို့ပြီးတော့ရေတကြီးပြင်းထန်လာပါတယ်ဝက်လင်းကခေါင်းပေါက်ပြီးအဝေးကိုသူ့ရဲ့မျက်လုံးထဲမှာတိုက်ခိုက်လို့စိမ့်နေကြီးလိုက်ပါတယ်သူကကောင်းလေးပြင်းထန်ကိုရင်ဆိုင်ရတော့မှာပါဒီဒီချင်းကောင်းလေးပြင်းထန်ကဘလောက်တော့အားကောင်းလဲဆိုတာသူကမြင်ချင်းနေပါတယ်စစ်ထုငါတို့ကနောက်မှစကားပြောကြမယ်အခုကောင်းလေးပြင်းထန်ကလာနေပြီဒီကောင်းလေးပြင်းထန်ကိုငါဖြုတ်ခွင်းပြီးငါတို့ကအတူတောက်ကြမယ်ဒါတကယ်ကိုကောင်းလေးပြင်းထန်ပဲအရှင်သခင်တောင်ပိုင်းတိမ်ရဲ့မျက်လုံးကလည်းကျင်းမြောင်းသွားပါတယ်သူကရက်လိုက်ပြီးအခြားလူတွေကိုရှေ့ဆက်မတိုးဘူးအတွက်သူ့ရဲ့လက်ကိုဝင်ရင်လိုက်ပါတယ် တစိုက်ခန့်နဲ့မြေအရှင်သခင်ကကောင်းကင်ပြတ်တန်ကိုခံယူနေတယ်။ငါတို့ကအပြေမှာဆောက်ပြီးသူ့ကိုကာဝယ်ပေးရမယ်။အရှင်သခင်တောင်ပိုင်းတင့်ရဲ့စကားပိတ်တင်ထပ်သွားတဲ့အခါထောင်ထဲထိတဲ့ကြီးညံ့သူအားလုံးကရက်တန့်သွားပြီးတဖြည်းဖြည်းနဲ့နောက်ဆုတ်သွားကြပါလေ။စစ်ထူနန်ကလည်းဝန်လင်းကိုစိုးရိမ်တဲ့အချိန်နဲ့ကြီးလိုက်ပါလေ။ကောင်းကင်ပြတ်တန်ငါလီဟောင်နဲ့တကောက်ကိုဖြိုခွင်းတော့ကောင်းကင်ပြတ်တန်မရှိခဲ့ဘူး။ဝန်လင်းသူကစစ်ထူနန်ကအရှင်သခင်တောင်ပိုင်းတင့်ကိုကြီးလိုက်တော့စိုးရိမ်မှုအရေးအံကိုတွေးလိုက်ရပါလေ။တစိုက်ခန့်နဲ့ပဲအရှင်သခင်မှာကောင်းကင်ကိုစန့်ကျင်လို့တဲ့စိတ်ဆာနာရှိပြီး ကောင်းကင်ရဲ့စန့်ကျင်ကျဉ်ညံသူလို့ခေါ်လို့ရတယ်။ကောင်းကင်စန့်ကျင်တဲ့ကျဉ်ညံသူတွေကကောင်းကင်ပြည်ထောင်ကိုရင်ဆိုင်ရတယ်။ဒါရှေ့ခေတ်တွေကလက်ဆင့်ကမ်းလာခဲ့တာ။ဒီဖိုးကြီးကကောင်းကင်ပြည်ထောင်အချို့ကိုမြင်မှုတယ်။ဒါဆိုရင်တစိမ့်ခန့်နဲ့ပဲအရှင်သခင်ကလေ ကောင်းကင်စန်းကျင်ကျဉ့်ညံ့သူတယောက်ပဲအရှင်သခင်တောင်ပိုင်းတည်းဟာအဝေးကိုလှမ်းကြည့်လိုက်တော့တိမ်တိုက်အစုဝေးကအရှင်ထဲရောက်လာတာကိုတွေ့လိုက်ရပါတယ်တိမ်တိုက်တွေကအဆုံးမရှိတဲ့ဖြစ်ဖြစ်နဲ့ပူပြီးတော့နီးကပ်လာပါတယ်လူတိုင်းကနောက်ဆုတ်သွားပြီးအသက်ရှူချိန်ဆယ်ကောင်းမပြည့်ခင်မှာပဲမိုးချင်းတန်လို့အချင်းချင်းမိဟိန်တန်နေရလူတိုင်းရဲ့နားထဲမှာပိတ်တင်ထလာပါတယ်အတွင်းနဲ့ပဲကကျဉ့်ညံ့သူအချို့ဆိုရင်မျက်စိနားနှာခေါင်းပေါက်တွေကနေတွေးတွေကထွက်လာပြီးကြောက်နဲ့နေကြနဲ့နောက်ဆုတ်သွားကြပါတယ်တိမ်တိုက်တွေကဝင်လင်းကိုအားလုံးမမြင်နိုင်တော့တဲ့အထိလှေမြန်စွာနဲ့ဝင်းရင်လိုက်ပါတယ်အဆုံးမရှိတိမ်တိုက်တွေကဝင်လင်းကိုဖုံးလွှမ်းသွားတဲ့အချိန်မှာ ေါ်ပြလို့မရတဲ့ကောင်းကင်စွာတို့ခုကမမြင်ရတဲ့အီယာမတ်လက်ပောင်းများစွာကိုဖွဲ့စည်းပြီးအရက်မျက်နှာအားလုံးကိုတိုက်ခတ်သွားသလိုပါပဲအရှင်သခင်တောင်ပိုင်းဒိတ်နဲ့စစ်ထုနံအပါဝင်ထောင်ထဲချီတဲ့အတွင်းနဲ့ပဲချင်းညံ့သူတွေကထိုးစွာကြောင့်နောက်ကိုတွန်းထုတ်ခံလဲရပါတယ်ပေတတောင်ပေတသိန်းကီလိုမီတာတတောင်ကီလိုမီတာတသိန်းမိုးချင်းတန်လို့မြေဟင်းတန်တွေကပဲ့တင်ထပ်နေပါတယ် တိမ်တိုက်တရားကြိမ်းကြိမ်းမိဟိမ့်နေချိန်မှာဟင်းသားပရာချုံတော်မှာသူ့ရဲ့ပလန်ကနေတွန်းထုတ်ခံရပြီးလွင်မျောသွားသလိုပါပဲအဝေးကနေကြည့်ရင်ထုံမြင်ခွင်းကအလွန်တရာအောင်မှတွန်းလို့စရာကောင်းနေပါလေဝန်လင်းရဲ့ပက်လေဟာကီလိုမီတာတစ်သန်းအတွင်းကအရာအလုံးကိုဖုံးလန်းသွားတဲ့အထိတိမ်တိုက်တရားပြန့်နှံ့သွားပါလေထိုပောင်ဝင်းကျင်ထဲမှာကျဉ်ကျဉ်သူတယောက်ဒါမဟုတ်ကျဉ်ကျဉ်ချင်းဂျိုးတစ်ခုမှမရှိတော့ပါဘူးဝန်လင်းတယောက်ထရသာအတွင်းထဲမှာရှိနေပါလေထိုစိတ်ကူးမြင့်နိုင်တဲ့မြင်ခွင်းကိုကြည့်ရင်ကျဉ်ကျဉ်သူအလုံးကစိုးရင်လာကြပါလေအထူးသဖြင့်စစ်ထူနန်ကတော့ညှိုးငဲ့တဲ့မျက်နှာထားနဲ့အဝေးကိုစိုက်ကြည့်ရင် အကူအညီချင်နေပါလေဒိုးရရင်သူကသိပါလေကောင်းကင်ပြည်ထောင်ကိုခံယူနေတဲ့သူကလွယ်လို့အခြားလူတွေကအနာကပ်ဖို့အလွန်အမခက်ခဲလုံးပါလေဝန်လင်းကဒါကိုတယောက်သေးပဲခံနိုင်ရှိရမှာပါ တစိခန့်နဲ့မြေအရှင်သခင်ဟာကောင်းကင်စန့်ကျင်ကျင့်ကြံသူတယောက်ပဲဒီကောင်းကင်ပြစ်ဒဏ်နဲ့အတူသူ့ရဲ့ကျင့်ကြံမှုကပိုပြီးတော့ခိုင်မာလာပြီးသူကငါတို့အားလုံးရဲ့အထက်မှာယက်တည်နိုင်လိမ့်မယ်အရှင်သခင်တောင်ပိုင်းတိုင်ဟာသူ့ကိုယ်သူရောအခြားလူတွေကိုပါပြောနေသလိုရေဦးလိုက်ပါတယ်လူတိုင်းကတိတ်ဆိတ်စွာနဲ့စဉ်းစားနေကြပါတယ်ပိုပြီးတော့ဝေးတဲ့နေရာမှာတိမ်တိုက်တီရဲ့တစ်ဖက်ချမ်းမှာခင်ရောင်ဝေးုံဝေထားတဲ့အဖိုးကြီးတယောက်ကထွက်လာပါတယ်လှုံရှားနေတဲ့တိမ်တိုက်တီကိုကြည့်ရင်သူ့ရဲ့တီကြည်တဲ့မျက်နှာနဲ့သူ့ရဲ့မျက်လုံးတွေကလှုပ်ဝက်ဆန်းကျတဲ့အလင်းရောင်ကိုထွက်လွတ်နေပါတယ်မြောက်စွာက ဘလောက်တော့အားကောင်းလိုက်လေသူကတကယ်ကိုပဲအဲ့မြောင်းကိုရှာတွေးခဲ့တာပဲအဲ့တုန်းကငါသူ့ကိုအတွေ့တုန်းကသူကတတိယအဆင့်ကိုတော့မရောက်သေးဘူးသူ့မှာအနှစ်သာရ6ခုကရှိလိုက်မယ်လို့ငါမမျှော်လင့်ခဲ့ဘူးအနှစ်သာရ6ခု အနှစ်သာရတစ်ခုထဲနဲ့တည်းတတိယအဆင့်ကြီးညံ့သူဖြစ်ဖို့ကလုံလောက်တယ်အနှစ်သာရ6ခုနဲ့ဒီကောင်လေးရဲ့တင့်ကြံမှုကနိဗ္ဗာန်လေးဟာနဲ့အစင်းကိုကြော်လွန်ပြီးစိတ်ဝိညာဉ်လေးဟာနဲ့အလေအစင်းကိုရောက်ရှိသွားတာပဲဒီတင့်ကြံမှုနဲ့ဒီမြားနဲ့သာဆိုရင် ထိုဖိုးကြီးကတော့တစေဦးကြီးကျမ်းပါသူကအနေငယ်စဉ်းစားပြီးနောက်တိမ်တိုက်တွေကိုထူဆန်းပြီးရှင်းမပြနိုင်တဲ့အချိန်နဲ့ကြီးလိုက်ပါတယ်လေဟောင်းနဲ့ရိုးတောင်းတကားတစေဦးကြီးကျမ်းသူ့ရဲ့ညာဘက်လက်ကိုငုတ်ကြည့်လိုက်ပါတယ်သူ့ရဲ့လက်ဖွားထဲမှာတက်တူးတစ်ခုပါရှိနေပါတယ်ထိုတက်တူးကလည်းတကားတစ်ခုပါထိုတကားကဝင်လင်းရဲ့လက်ဖွားရည်ရတစ်ခုနဲ့တွန်းကြီးပါလေသူတို့နှစ်ခုစလုံးကလီဟာနဲ့ရိုးတောင်းတကားပါသူက တတိယမြောက်လူဖြစ်နိုင်မလားတစေဦးကြီးကျန်းကမျက်မှောက်ကျိုးလိုက်ပါရင် ရှင်ဟောင်းကျဲဆုစနစ်ထဲမှာအဆုံးမရှိလီဟာနဲ့ထဲမှာနန်းတော်တစ်ခုကမျောလွင်နေပါတယ်နန်းတော်ကမှောင်မိုင်းနေပြီအမောင်ထူးကမျောလွင်နေပါတယ်ထိုးရလီဟာနဲ့ရဲ့အမောင်ထူးနဲ့ပေါင်းဆက်သွားသလိုပါပဲနန်းတော်အတွင်းမှာဖျောင်းတိုက်အချိုးကတောက်လောက်နေပါတယ်မိရောက်တွေကတုန်ခါနေချိန်မှာ ေါက်ကွဲတန်နေရပဲ့တင်ထန်နေပါတယ်မီးတောက်တွေအားမိန်ဖြောနေပြီမဲ့အရာအချို့တော့ခက်ရည်မြင်နေရပါတယ်နန်းတော်ရဲ့အလယ်မှာရေတွင်းတွင်းရရှိပြီးအနားမှာမင်းနဲ့တဲ့ဝေးုံနဲ့လူတယောက်ကရက်နေပါတယ်ဝလင်းကအဲ့လူကိုယင်းနေပါတယ်သူကဧကရစ်ပါသူကခေါင်းငုပ်ပြီးရေပြင်းကိုကြည့်နေရကြောင်းသူ့ရဲ့မျက်နှာအမှုရောက်မြင်ဖို့ကမဖြစ်နိုင်ပါဘူးအချိန်တော်ကြာပြီးရဲ့နောက်သူကသူ့ရဲ့ခြောက်သွင်းနေတဲ့ညာလက်ကိုမြှောက်ပြီးမီးတောက်တစ်ခုကိုညှင်သာစွာနဲ့ညှစ်လိုက်ပါတယ်ဖျောင်းနိုင်ရငိမ့်သွားပြီးမိโกးတွေကလွင့်တက်လာပါတယ်မိโกးတွေကသူ့ကိုဖုံးလန်းသွားပြီးအမောင်တို့ကိုဖုံးလန်းထားပါတယ် သူဘာလို့သူ့ကိုတတ်ရတာဒီလောက်တော့ခတ်နေရလေပထမတစ်ချိန်တော့တော်ပညာရှင်အပြောင်းအဝအိမ်မက်ကငါ့ကိုတားခဲ့တယ်ဒုတိယအချိန်မှာတေချင်းရှင်ချင်းထောက်ချောက်ဒါပေမဲ့နောက်ဆုံးမှာအရှင်သခင်အရှင်ကတကယ်ကိုပေါ်လာခဲ့တယ်အရှင်ကယူသွားပြီသူကဝန်လင်းကိုတကယ်ကိုကယ်တင်ခဲ့တယ်သူ့ရဲ့ပင်ကိုဇိုင်းနေတော့မှအမောင်တို့ထဲမှာအကွဲတန်တစ်ခုကပဲ့တင်ထလာပြီးတဖြည်းဖြည်းနဲ့ပုံပြတ်သွားပါလေဒူဝါရင်ဧကရိကသူ့ရဲ့အတန်ထဲမှာထိန်းလန်းမှုကိုမဖုံးကွဲနိုင်တော့တယ်လို့ပါပဲလီကွန်ရဲ့လေးနဲ့မြောင် အဲ့တော့ငင်းဘက်မှုမရှိပဲတုံးနိုင်ဖို့ဝန်လင်းကိုသွေးပေးခဲ့တာအရှင်သခင်ပဲဖြစ်ရမယ်အရှင်သခင်ရောမတည်သေးဘူး तू ကအခုယူနေတာဒါပေမဲ့ तू ကပြန်ကောင်းလာအောင်နဲ့ तू ကငါ့ကိုအပြစ်ပေးမှတေးကြတယ်ဒါပေမဲ့အဲ့ဒီချိန်တော့က तू ကပြင်းထန်စွာဒဏ်ရာရပြီကောင်းကင်တော်ကကဝါမျိုးသွားပြီးရဲ့နောက်မှာပျောက်ဆုံးသွားခဲ့တာငါဘာလုံးနိုင်ပါလဲအယောင်ခုနှစ်ပါးကိုလက်နဲ့ချတာလွဲပြီးငါဘာလုံးနိုင်ပါလဲ မင်းနဲ့တဲ့ဝင်းဝင်အောင်မှာဧကရိရဲ့ခန္ဓာတုံ့ဝင်နေတယ်လို့ပါပဲသူကခေါင်းပေါ်ပြီးဗလာဖြစ်နေတဲ့နန်းတော်ခမ်းမကိုဟိမ့်လိုက်ပါလိစင်းခေါ်မြစ်ကိုအပြင်းနေပေရချင်းညံ့သူတွေကလုံးဝတိမ့်ပိုက်ထားပြီးတောင်ပိုင်းဒေသမှာသူတို့ရဲ့ပလင်မှာကြောက်တုံးအစိတ်ပိုင်းတွေမျောလိမ့်နေတယ်ပျက်စီးနေတဲ့အချို့အများကြီးရရှိပါတယ်ပေတရာလောက်ကျဲတဲ့တစ်ခုပါရှိပါတယ်ထိုကြောက်တုံးကအခေါင်းပေါက်ဖြစ်ပြီးအတွင်းထဲမှာအဖျော်ဝင်းဝင်ဝတ်ထားတဲ့အဖိုးကြီးတယောက်ကထိုင်နေပါလိထိုအဖိုးကြီးကကောင်းကင်ဘုံသားတယောက်ဖြစ်ပြီးထိုအဖိုးကြီးကကောင်းကင်ဘုံသားတယောက်လို့အငွေတက်ကိုထုတ်လွှင့်နေပြီး သူရဲ့မျက်ခုံးကြားမှာသွေးရက်ကရှိနေပါတယ်ထိုသွေးရက်ကသူနဲ့လုံအောင်ပေါင်းဆက်သွားသလိုပါပဲထိုရာတုံလို့เสียကောင်းလို့နေပါတယ်သူကဖင်းချင်းစွာနဲ့မျက်လုံးဖွင့်ပြီးသူ့ရဲ့ညာဘက်လက်ကိုမြှောက်လိုက်ပါတယ်ခဏလောက်တွက်ချက်ပြီးတဲ့နောက်သူ့ရဲ့မျက်လုံးတွေအားထူးဆန်းတဲ့အလင်းရောင်ကိုထုတ်ဖော်ပြသလိုက်ပါတယ်ဝလင်းနောက်ဆုံးတော့မင်းရတတိယအဆင့်ကိုရောက်လာပြီဒီဖိုးကြီးရနှစ်ပေါင်းတောင်းတဲ့ချီကြံစီလာတဲ့အစီအစဉ်ကိုစတင်တော့မယ်ဒီဖိုးကြီးရဒါအတွက်အချိန်အကြာကြီးကိုစောက်ခဲ့ရတော့တပည့်မင်းရဲ့ဆရာကိုစိတ်မပြတ်စေနဲ့ အဖျော်ဝိအဖိုးကြီးကပြုံးလိုက်ပါတယ်သူကအလွန်တရာအောင်မတည်ငြိမ်နေပါတယ်အရာအလုံးကသူ့ရဲ့ခမန်းချက်အတိုင်းအတိအကျဖြစ်ပြသွားသလိုပါပဲသူကတော့နှစ်ပေါင်းများစွာပျောက်ဆုံးနေတယ်အလုံးစုံမြင်ရှိသူပါအတောက်ပဆုံးကောင်းကင်အလင်းရောင်ထဲမှာဝင်လင်းကအဆုံးမရှိတိမ်တိုက်တွေရဲ့အလေမှာရှိနေပါတယ်အဲ့ဒီနေရာမှာကောင်းကင်ပြတဲ့ကိုခံယူနေတဲ့သူတယောက်ထဲရတာရှိနေပါတယ် သူ့ရဲ့ဖီယော်ဝေးကိုနေရလေထဲမှာလွင့်နေပြီးသူ့ရဲ့မျက်လုံးနေရတင်းငင်နေပါလေသူကအပေါ်မောကြည့်ရင်သူ့ရဲ့လက်တွေကိုနောက်ပစ်ထားပါလေသူ့ရဲ့အပေါ်ကတိမ်တိုက်တွေကလဲပန်းနေပြီးအတွင်းထဲမှာမေးမတွန်းနိုင်တဲ့ငွေရောင်မွေတွေကလှုပ်ရှားနေသလိုပါပဲဗဇက်ကြီးတစ်ခုလိုဝဲကြီးရတစ်ခုပါငါမေးစရာရှိတယ်ကောင်းကင်ပြစ်တံမှာငါ့ကိုအပြစ်ပေးဖို့အတွက်ဘာရည်ချင်းရရှိလို့လဲဒီနေ့ငါကောင်းကင်ပြစ်တံကိုခံယူမဲ့လူတယောက်မဟုတ်ဘူးပြစ်တံပေးမဲ့လူတယောက်လည်းဖြစ်တယ်ကောင်းကင်ပြစ်တံငါဝန်လင်းရဲ့နာမည်နဲ့စတင်လာ ူ့လိုခွန်အားကြီးပြီးတည်ငြိမ်တဲ့နှလုံးသားနဲ့ကောင်းကင်ပြည်တံ့ကိုရင်ဆိုင်ပြီးကောင်းကင်ပေါ်ကိုပြည်တံ့ပြန်ပေးခဲ့တဲ့လူကနောက်တယောက်ရှိသေးရဲ့လားဆိုတာကိုဝင်လင်းတော့မသိပါဘူး။သူ့နောက်ကမီးမတွန်းနိုင်တဲ့နှစ်တွေမှာတရားရုံးကဒီလိုလုပ်မလားဆိုတာကိုလည်းသူကမသိပါဘူး။သူသိတာထိုကောင်းကင်ပြည်တံ့ကိုဖိနှိပ်မှုအတွက်သူကအဆုံးကိုစူးစမ်းရမယ်ဆိုတာပါ။တက်ရှိအားလုံးကအဖြစ်ပြောမဟုတ်ပဲထိုကောင်းကင်ပြည်တံ့ကိုအဖြစ်ပြောဖို့အတွက်သူ့ကိုယ်သူကောင်းကင်တောင်ကိုအဖြစ်ပြောင်းလဲဖြစ်မှာပါ။ထိုရာကောင်းကင်ပြည်တံ့နှစ်ခုကြားတိုက်ပွဲတစ်ခုပါ။ထိုရာအရင်ကတခါမှမဖြစ်ဘူးတဲ့အရာတစ်ခုပါ။ဝင်လင်းကစကားပြောနေချိန်မှာညာဘက်မျက်လုံးထဲကမိုးကြိုးအမတ် လင်းလက်သွားပြီးဝဲကီရအောက်ကနေအဆုံးမရှိလက်စည်းတွေအားထွက်လာပါတယ်တခဏအတွင်းမှာပဲညာဘက်မျက်လုံးကနေမိုးကြိုးလက်စည်းအချို့ကပြန်ထွက်လာပြီးသူ့ရဲ့မျက်နှာနဲ့ခန္ဓာအနှံ့ကိုပြန်နှံ့သွားပါတယ်နောက်ဆုံးမှမိုးကြိုးတွေကသူ့ရဲ့ဆံဖြူထဲကိုစီးဝင်သွားပြီးပောက်ကွဲတန်တွေအားထွက်လာပါတယ်အဝေးကနေကြည့်ရင်ဝက်လင်းကမိုးကြိုးတွေဝစ်စင်လာတယ်လို့ပါပဲသူကမိုးကြိုးပြင်တပားလို့ဖြစ်နေပါတယ်မိုးချိမ့်တန်လို့ဒီချင်းချင်းမိဟိမ့်တန်တွေကပြင့်တင်ထလာပြီးအပေါ်ကဝဲကီရကိုပို့ပြီးတော့ပြင်းထန်စွာလဲပက်လာပါတယ် ထိုးရလေပတ်နေချိန်မှာအဆုံးမရှိမိုးကြိုးတွေကအလဲမှာစူးစီးလာပါလေအလဲမှာအစိမ်းရောက်အလင်းတစ်ခုကထွက်လာပါလေဝန်လင်းရဲ့ပထမအဆုံးသောကောင်းကင်ပြတံမိုးကြိုးပြတံကပေါ်လာပါပြီအစိမ်းရောက်အလင်းကကီလိုမီတာတသန်းကျယ်တဲ့တိမ်တိုက်တွေကိုထိုးဖောက်သွားပါလေအပြင်ကနေကြည့်ရင်တိမ်တိုက်တွေကအစိမ်းရောက်ပြောင်းသွားပါလေထိုးရခန်းထားတဲ့မြေခွင်းဖြစ်ပေမဲ့တုံလုံးစရာလည်းကောင်းနေပါလေ တော့ရင်ဝယ်လင်းရဲ့မျက်လုံးထဲမှာတော့အစိမ်းရောက်အလင်းရောက်ဝဲကြီးရဲ့နှိုင်းတဲ့နေရာမှာမိုးကြိုးတိုင်ရင်တစ်ခုဖြစ်ဖွဲ့စည်းနေပါတယ်ထိုးရထိုးကဘာလောကနဲ့မသက်ဆိုင်တဲ့ထူးဆန်းတဲ့အချိန်ကောင်ကိုထွက်လွတ်နေပါတယ်ထိုးရမတိတဲ့နေရာတစ်ခုကလာပြီးဝယ်လင်းစီးကိုနောက်ကွယ်မတက်ဟင်းရောက်တန်တဲ့အတူဝဲကြီးရဲ့ထေးရနေထွက်လာပါတယ်ထိုးရဝယ်လင်းကိုဝါမြုပ်ချင်နေတဲ့ကြောင်မဖွဲ့ရအစိမ်းရောက်ငကားတကောင်လိုပါပဲထိုးရဝယ်လင်းကိုဝါမြုပ်ပြီးဖျက်ဆီးချင်နေပါတယ်ကောင်းကင်းကိုအစမ်းချင်တဲ့တတိယအဆင့်ချင်းညံသူတယောက်တီရှိနေတာကိုတားဆီးဖို့ပါပဲဝယ်လင်းကသူ့အပေါ်ကဝဲကြီးကိုအစ်ဆက်ဆောင်နေချင်းရဲ့ ညင်နေတော့မှသူ့ရဲ့အကြီးအဆိုင်ရောက်မိုးကြိုးပေါ်မှာစူးဆိုင်နေပြီးသူ့ရဲ့မျက်လုံးတွေကလင်းလက်လာပါတယ်ဒီနေ့ငေါဝန်လင်းရောက်ကောင်းကင်ပြစ်ဒဏ်ပေါ်မှာအပြစ်ပေးမယ်ပထမတစ်ခုငါရဲ့စိတ်ဆာနာနဲ့မိုးကြိုးပြစ်ဒဏ်လို့အမိပေးမယ် ဝင်လင်းကစကားပြောတာနဲ့သူ့ရဲ့ခန္ဓာကနေမိုးကြိုးတွေကပေါက်ကွဲထွက်လာပြီးအယူးမှုနဲ့ပြန့်နှံ့သွားပါလေတခဏအတွင်းမှာဝင်လင်းဘောမှာအယံပေါက်မိုးကြိုးအမှတ်သားပေါ်လာပါလေထိုမိုးကြိုးအမှတ်သားအစိမ်းရောက်မိုးကြိုးနဲ့လုံအောင်ကွဲပြားပါလေထိုရာအနီရောင်သွေးနီရောင်လိုပါပဲထိုသွေးနီရောင်အလင်းကအဆုံးမရှိတဲ့အနီရောင်အလင်းတွေကိုထွက်လွတ်ပြီးဝင်လင်းနဲ့တက်ဆိုင်တဲ့မိုးကြိုးပြည်တံတစ်ခုအဖြစ်ပြောင်းလဲသွားသလိုပါပဲအနီရောင်မိုးကြိုးကကမ္ဘာလောကကြီးရဲ့အကြောင်းတွေကိုပြောင်းလဲသွားစီပါလေတိမ်တိုက်တွေကနောက်တွန်းထုတ်ခံလဲရပြီးအတောက်ပဆုံးကောင်းကင်အလင်းရောင်နယ်ပယ်တစ်ခုလုံးကတုန်ခါသွားပါလေဝင်လင်းကသူ့ရဲ့ညာ လက်ကိုမြှောက်လိုက်ပြီးစင်းသက်လာတဲ့အစိမ်းရောင်ကောင်းကင်မိုးကြိုးကိုညှို့လိုက်ပါတယ်။အနီးရောင်မိုးကြိုးအမှတ်သာတွန်ခါသွားပြီးအပေါ်ကိုပြစ်တက်သွားတဲ့ကောင်းကင်မိုးကြိုးတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ ထုံမြင်ခွင်းကလုံတရာအောင်မတော်လို့ဆရာကောင်းပါတယ်အဝေးအချင်းအစိမ်းရောက်မူးကြိုးတန်းတစ်ခုနဲ့အနီရောက်မူးကြိုးတန်းတစ်ခုကအပေါ်နဲ့အောက်ကနေစိတ်ကူးမြင့်နိုင်တဲ့အမြန်နှုံးလေးနဲ့တစ်ခုနဲ့တစ်ခုဥတည်နေတာကိုမြင်တွေ့ရမှာပါထိုးရဘယ်ဟာကောင်းကင်ပြစ်တန်လဲဆိုတာပြောပြဖို့မဖြစ်နိုင်လောက်လှုပ်ထားပါတယ်အချို့ဆိုရင်နှစ်ခုစလုံးကကောင်းကင်ပြစ်တန်လုံးတော့ခံစားရနိုင်ပါတယ်ထိုးရကောင်းကင်ဟာဝက်လင်းကိုအပြစ်ပေးနေရလားဒါမဟုတ်ဝက်လင်းကကောင်းကင်ကိုအပြစ်ပေးနေရလားဆိုတာပြောရခက်စီပါတယ်တခဏလေးအတွင်းမှာပဲကောင်းကင်မူးကြိုးတန်းတစ်ခုကမူးချင်းတန်လို့ဟိန်ဟောက်တန်တဲ့အတူတိုက်မိပြီးပြ င်းထန်တဲ့တဲရောက်မှုကိုဖြစ်ပေါ်စေပါတယ်သူတို့ကတစ်ခုနဲ့တစ်ခုဝါမြူပြီးပယ်ဖျက်နေတဲ့ဥက္ကခဲနှစ်ခုလိုပါပဲမိုးချင်းတန်လို့ဂျင်းချင်းမီဟိမ့်တန်နေရပိတ်နေထန်နေချိန်မှာအစိမ်းရောက်မိုးချိုတန်လှိမြန်စွာနဲ့ပြက်ကွက်သွားပါတယ်အသက်ရှူချိန်အနေငယ်တွင်မှာပဲထိုးရအများကြီးကျုံဝင်သွားပြီးရှင်းကိုလုံးဝမတွန်းနိုင်တော့ပါဘူးပြီးတော့ဝန်လင်းရဲ့အနီရောက်မိုးချိုကဝါမြူသွားပါတယ်ဒိုးရတဲ့ထိုးချိန်မှာပဲဝဲကြီးကရုတ်တရက်စန်းကျင်ဘက်ကိုလေပတ်လာပါတယ် မိုးချင်းတန်လို့တချိန်ချင်းမိတန်နေရနောက်တစ်ချိန်ပက်တင်ထလာပြီးနောက်ထပ်ဆိုင်းရောက်မိုးဂျိုဒန်တို့ခုကပေါ်လာပါတယ်ထိုးရပထမမိုးဂျိုဒန်နဲ့ပေါင်းဆက်သွားပြီးဝန်လင်းရဲ့နေရောမိုးဂျိုဒန်ဘို့ဖိချလိုက်ပါတယ်တခုတည်းမဟုတ်ပါဘူးတတိယစရုပ်ထပစ္စမမိုးဂျိုဒန်ကိုကူကတပြိုင်နက်ထဲကြာဆင်းလာပြီးပထမမိုးဂျိုဒန်နဲ့ပေါင်းဆက်သွားတဲ့အထိပါအဆုံးမရှိတဲ့မိုးဂျိုတွေကကမ္ဘာလောကကြီးကိုဖျက်ဆီးတော့မဲ့ရေလွှမ်းမိုးမှုတစ်ခုလိုပါပဲ ရုတ်တရက်ကျေပြင်းလာတဲ့အစိမ်းရောက်မူချိုးအောင်မှာဝန်လင်းရဲ့အနီရောက်မူချိုးကလှေမြန်စွာနဲ့ပြက်ကွက်သွားနေပါလေ။မူချိုးတွေပြင်းထန်နေတဲ့တုန်ခါမှုလိုင်းတစ်ခုကအရက်မျက်နှာအလုံးကိုပြင်းထန်သွားပြီးတိမ်တိုက်တွေကိုနောက်ကိုတွန်းထုတ်လိုက်ပါလေ။ထိုးရအပြင်ဘက်ကစစ်ထုန်နံနဲ့သူ့ရဲ့ဖွဲ့ကိုထိလန့်နေကြဖြစ်သွားစေပါလေ။ဒိုးရရင်ထိုးရတဆေဦးကြီးကျန်းကိုလုံးဝလှူရှားသွားအောင်မလုပ်နိုင်ခဲ့ပါဘူး။သူကအရာအလုံးကိုမြင်နိုင်သလိုရှေ့ကိုတင်ငိမ်စွာနဲ့ကြည့်ရင်ခေါင်းကိုအနေငယ်ခံရလိုက်ပါလေ။သူကတတရားမြောက်လူမဖြစ်တဲ့ဘူး။သူကတော့ဟုတ်နေခဲ။ဘလောက်အားနေနေမှာမဟုတ်ဘူး။ထားလိုက်တော့ ငါတတိယလူမေးမတော်နိုင်တဲ့နှစ်တည်းအကြောင်းရှာခဲ့တာဘလို့လို့ပြီးတော့ဒီလောက်လွယ်ကူမှလဲ တဆေဦးကြီးတန်းကတပင်းချပြီးတိမ်တိုက်တဲ့အပေါ်ကနေသူ့ရဲ့အကြီးကိုပြန်ဝင်သိမ်းကစိတ်ပြတ်အားငင်းနေပုံရပါတယ်။သူကစိတ်ဝင်စားမှုအားလုံးဖျောက်ဆုံးသွားသလိုထွက်သွားတော့မလို့ဖြစ်နေပါတယ်။ဒိုးကနေသူကထွက်သွားတော့မယ့်အချိန်မှာသူကအာမီနိတ်တန်ကိုပြုတ်ပြီးရုတ်တရက်လှမ်းကြည့်လိုက်ပါတယ်။သူ့ရဲ့စိတ်ပြတ်နေတဲ့မျက်လုံးတွေကတောက်ပါဆောင်နဲ့လင်းလက်လာပါတယ်။မြူခိုးရဲ့နှဆိုင်နဲ့အတွင်းပိုင်းမှာဝင်လင်းရဲ့ဆန်ဖြူတွေကလေမတိုက်ပဲလှုပ်ရှားနေပါတယ်။အနီးရောက်မိုးကြိုးကပျောက်ကွယ်သွားပြီးဖြက်စည်းစွမ်းနဲ့ပြင်းနေတဲ့အလိုမယုံကြီးမားတဲ့အဆိုင်ရောက်မိုးကြိုးတန်းကဆင်းသက်လာပါတယ်။ဝင်လင်းကခြေတလန်းလှမ်းပြီးပျောက်ကွယ်သွားပါတယ်။သူကပြန်ပေါ်လာတဲ့ ဲခါအစိမ်းရောက်မူဂျိုတန်ရဲ့တက်တဲအောက်မှာရှိနေပါတယ်။သူ့ရဲ့ညာဘက်လက်ကမြောက်တက်လာပြီးအဆုံးမရှိအစိမ်းရောက်မူဂျိုတန်ကိုညှင်သာစွာနဲ့ဖိကတ်လိုက်ပါတယ်။ဒီမူဂျိုကဘယ်ရလာလဲဆိုတော့ငါမသိဘူး။ငါဝန်လင်းရောက်မူဂျိုအနှစ်သာရကိုနားလေသဘောပေါက်ထားပြီးမူဂျိုအားလုံးရဲ့အရှင်သခင်ပဲ။မင်းကငါ့ကိုနားခံမလား။ဒါမှမဟုတ်ကြိုးကြိတ်သွားမလား။ ိုးချိန်မှာအချိန်အားရက်တန့်သွားသလိုပဲထာဝရရုပ်ပုံကားတစ်ချက်ကိုဖွဲ့စည်းလိုက်ပါတယ်ထိုရုပ်ပုံကားချက်တွေမှာဝန်လင်းရဲ့ဆန်ဖြူတွေကလေထဲလွင့်နေပြီးသူ့ရဲ့မြောက်ထားတဲ့လက်ကမူဂျူရန်ကိုခုနဲ့ဖွဲ့စည်းထားတဲ့အစိမ်းရောင်ကောင်းကင်မူဂျူကိုထိတွေ့ပြီးစဉ်သက်မလောင်တားစီထားပါတယ်အစိမ်းရောင်မူဂျူရန်ရှေ့မှာသူ့ရဲ့ခန္ဓာကအရန်ဝန်တင်းခဲ့ပြီးမြဲသူ့ရဲ့လက်ဖွဲကအဲ့ဒါကိုထိတွေ့တဲ့အချိန်မှာသူကမူဂျူတန်ရဲ့ဝိညာဉ်ကိုစုပ်ကင်လိုက်တယ်လို့ပါပဲ သူ့ရဲ့မျက်နှာအမူအရာတင်ရင်နေပြီးသူ့ရဲ့မျက်လုံးလေးကိုမိတ်လိုက်ပါတယ်သူကအစိမ်းရောက်မိုးချိုတန်းရဲ့ခေါင်းမလဲစိတ်ဆန္ဒနဲ့ဟင်းရောက်တန်ကိုခံစားလိုက်ရပါတယ်သူကမိုးချိုတန်းရဲ့ရုန်းကန်မှုကိုသူ့ရဲ့အထွေးရည်နဲ့ကြောင်ရွံ့မှုတွေနဲ့အတူခံစားလိုက်ရပါတယ်ငါးနားလေပြီဒါဆိုရင်မင်းရော ဂျိုးချေသွားနိုင်ပြီဝမ်လင်းကတွင်းင်းစွာနဲ့ပြောလိုက်ပါတယ်ပြီးတော့သူကမျက်လုံးကိုဖိတ်ပြီးအစံရောက်မူဂျိုတန်းကိုဝင်းရင်လိုက်ပါတယ်ထိုဝင့်ရမှုနဲ့အတူအစံရောက်မူဂျိုကတုံခါပြီးဝမ်လင်းရဲ့ရှေ့မှာတိတ်တဆိတ်နဲ့ပြိုကွဲသွားပါတယ်ထိုရာမေးမတွနိုင်တဲ့အစံရောက်အလင်းစက်တွေအဖြစ်ပြောင်းလဲသွားပြီးမေးမတွနိုင်တဲ့အစံရောက်ပိုးဆုံးကျူးတွေလိုပြန့်နှံ့သွားပါတယ်ပြီးတော့ထိုရာဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီးကျဲပြန့်သွားပါလေပျောက်ကွယ်သွားတဲ့အစိမ်းရောက်မူဂျိုတန်းထဲမှာရက်နေတဲ့ဝန်လင်းရဲ့ပုံရင်းကအနေငယ်ဝေဝါးနေသလိုပါပဲသူကအပေါ်ကဝဲကြက်ကိုမော့ကြည့်ပြီးသူ့ရဲ့ညာလက်ကိုညှို့လိုက်ပါတယ် ငါရဲ့စိတ်ဆာနာနဲ့ကောင်းကင်ကိုအပြစ်ပေးဖို့အတွက်မိုးချိုးပြစ်ဒဏ်တစ်ခုကိုဖန်တီးလိုက်တခဏကြာမှသူ့ရဲ့ဘယ်လက်မှာနီအောင်မိုးချိုးပြစ်ဒဏ်ဒဏ်တစ်ခုကဘယ်ရမှမတီးပေါ်လာပြီးဝဲကရက်စီကိုပြစ်လွတ်သွားပါတယ်ပြီးတော့ဒုတိယတစ်ခုနဲ့တတိယတစ်ခုဝန်လင်းကိုပခိုးပြုတ်ပြီးမရင်မတွနိုင်တဲ့မိုးချိုးတန်းနေရာပေါ်လာကဝဲကရက်ကိုဘုံကျဲတိုက်ခိုက်လိုက်ပါတယ်တခဏလေအတွင်းမှာပဲဝန်လင်းရှိနေတဲ့နေရာမိုင်းတွင်းတစ်ခုလိုဖြစ်သွားပါတယ် ်မိုးကြိုးတန်းတွေကဒါဇင်ပေါင်းများစွာအနေနဲ့ရာပေါင်းများစွာအထိနောက်ဆုံးမှတောင်းတဲ့ချီတဲ့မိုးကြိုးတွေထွက်ပေါ်လာတဲ့အထိပါပဲ။ကောင်းကင်ပြတ်တန်းဝအပြပြပြအတွက်အနီအောင်မိုးကြိုးတန်းတောင်းတဲ့ချီဟာအပေါ်ကိုပြတ်တက်သွားတဲ့အပေါ်ကဝဲကြက်ကိုချင်းကပ်သွားပါလိမ့်။တက္ကနလေးအတွင်းမှာပဲထုံမိုးကြိုးတန်းတွေကဝဲကြက်ကိုရိုက်ခတ်သွားပါလိမ့်။ကောင်းကင်ကိုတုံခါစီတဲ့ဂျင်းချင်းမီဟိန်းတန်းကပြတ်တင်ထလာပြီးဝယ်လင်းရဲ့ကောင်းကင်ပြတ်တန်းကဝဲကြက်ကိုဘုံကျက်တိုက်ခိုက်လိုက်တာကြောင့်ထိုးရပြတ်ကွက်သွားတော့မလို့ပါလော့လာပါလိမ့်။နောက်ဆုံးမှကောင်းကင်ပေါ်ကဝဲကြက်ကပြုတ်ကွဲပြီးတော့ပြတ်ကွက်သွားပါလိမ့်။ဒူဝရင်ထိုးအချိန်မှာဝဲက ီးယားကပျောက်ကွယ်သွားတဲ့နေရာမှာအီယာမအကွဲချောင်းကြီးရပေါ်လာပါတယ်ထိုအကွဲချောင်းကပေပေါင်းတိမ့်တဲ့ခြေရှည်လျားကမိုးချင်းတန်လို့တချင်းချင်းမိချင်းတန်ကိုထွက်လွတ်နေပါတယ်ရစ်ပလင်တစ်ခုလို့လေးချောင်းပုံစံအီယာမနန်းတော်တစ်ခုကဖြင်းချင်းစွာနဲ့ထွက်လာပါတယ်ထိုရာပေါ်လာတဲ့မိုးချင်းတန်လို့တချင်းချင်းမိတန်နေရာပို့ပြီးတော့ရှင်းလင်းလာပါတယ်တခဏလေးအတွင်းမှာရစ်ပလင်ရဲ့တဝက်ကထွက်ပေါ်လာပြီးသူ့ရဲ့လေးချောင်းပုံစံကိုဖော်ပြလိုက်ပါတယ်ဝလင်းကအလေမာထိုင်နေတဲ့ဝေပါနေတဲ့ပုံရိပ်ကိုတွေ့လိုက်ရပါတယ်ပြီးတော့ပုံရိပ်ရဲ့ပက်လေကရစ်ပလင်ထဲမှာဓာလီလက်ဆိုင်ထားတာကိုလည်းတွေ့လိုက်ရပါတယ် ငါရဲ့ရွေချက်နဲ့မီးပြတံကိုစတင်ပြီးကောင်းကင်နဲ့မြေကြီးကိုလောင်မြန်းလိုက်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်